ဒီတော့ဝက်တွေကဘရာဇီးနိုင်ငံမှာကပ်ဘေးတစ်ခုလိုဖြစ်နေပါတယ်။အခြားတတဝါတွေနဲ့မတူပဲတော့ဝက်တွေကိုဖန်ဆီးခွင့်ပြုထားပါတယ်။ဘရာဇီးမှာဒီတော့ဝက်တွေကိုထိန်းချုပ်ဖို့တဘာဝသားရဲတရိစံမရှိပါဘူး။တော့ဝက်တွေက အစကဘရာဇီးမှာမရှိပါဘူး။ သူတို့ကဥရောပအာရှနဲ့အာဖရိကမှလာခဲ့တာဖြစ်ပါတယ်။တောဝက်တွေကဘရာဇီးဤရာသီဥတုကိုအလင်းမြန်နေသားကြပြီးအလွန်မြန်ဆန်စွာမျိုးပွားလာခဲ့ပါတယ်။သူတို့ကတစ်နှစ်လျင်အကြိမ်လေးကြိမ်အထိတားပေါက်နိုင်ပြီးတစ်ကြိမ်တားပေါက်ရင်၁၀ကောင်အထိပေါက်နိုင်ပါတယ်။တောဝက်တွေဟာဝင်းပလွေလိုမျိုးရန်သူများမရှိတဲ့အတွက်ဒေသခံတရိတ်ဆန်များဤနေရာများကိုတိမ့်ပိုက်ကစိုက်ခင်းများကိုဖျက်ဆီးပြီးလူတွေကိုလည်းတိုက်ခိုက်ပါတယ်။ သူတို့ကပြောင်းဖူးကအစအခြားသေးငယ်သောတတဝါတွေအထိ အားလုံးကိုစားသုံးကြပါတယ်ဘရာဇီးဤအကြီးဆုံးသားရဲတွေထဲမှတကောင်ဖြစ်တဲ့ကျက်တစ်တွေကတော့တောဝက်တွေကိုဖမ်းနိုင်ဖို့မလွယ်ကူပါဘူးဒါအပြင် သူတို့ကတရိษံများနဲ့စိုက်ပျိုးရေးကိုထိခိုက်စေသောယောဂါတွေကိုပြန့်နှံ့စေပါတယ်ဆုံးရှုံးမှုများမှာတနေ့တခြားများပြားလာနေပါတယ်တင့်အနေနဲ့တောဝက်တွေကိုဖမ်းဆီးတင့်နေလို့ထင်ပါသလား